အေအေကားစစ်တွေကိုဘာကြောင့်အလုံးအင်းနဲ့မတိုက်သေးတာလဲရခိုင်ကားစစ်တွေမျိုးကိုတိမ်မှုအတွက်အာရခတတော်အေအေအနေနဲ့စစ်ကစားနေပြီးတော့မကြခင်တိမ့်လိုက်မယ်လို့စည်ရေးလိလသူတွေကပြောပါတယ်စည်ရေးလိလသူတွေရဲ့ပြောဆိုချက်တွေအရအေအေအနေနဲ့ရခိုင်မှာတိမ့်မှုကြံနေသေးတဲ့စစ်တွေနဲ့ကြောက်ဖြူကိုဝန်းရံပိတ်ဆို့ထားပြီးစစ်ကစားနေတာဖြစ်လို့လည်းအလုံးအင်းနဲ့မတိုက်သေးတာလို့လည်းဆိုပါတယ်ဒါပေမဲ့မကြခင်မှာစစ်တွေနဲ့ကြောက်ဖြူကိုတပိုင်နဲ့တည်းအပိသက်တိမ့်ပိုက်လိုက်မယ်လို့လည်းရခိုင်စည်ရေးလိလသူတွေကတော့မှတ်ချက်ပေးတာပါတယ်အခုလက်ရှိရခိုင်မှာစစ်တွေကြောက်ဖြူနဲ့မန်အောင်တို့က လွယ်ရင်ပြည်နယ်တစ်ခုလုံးကိုအခက်တော်အေကသိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်ဒေတာသွင်းသတင်းမီဒီယာတွေနဲ့စစ်ရေးသတင်းမီဒီယာရဲ့ပြောဆိုချက်တွေအရစစ်ကောင်စီဘက်ကလည်းမြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိတဲ့ကြောက်ဖြူမြို့ကိုမကျစေဖို့အတွက်ခံစစ်ကိုအပြင်းထန်ပြင်ဆင်နေတယ်လို့လည်းပြောဆိုထားပါတယ်စီရီယံဘိုကြီးစင်ရောကစစ်တွေနဲ့ကြောက်ဖြူကိုအေကမကြခင်မှာအပိသက်သိမ်းပါလိမ့်မယ်အခုမြို့တော်စစ်တွေကိုအရကတတော်အေအနေနဲ့အလုံးချင်းနဲ့မတိုက်ရသေးတဲ့အကြောင်းရင်းကိုတုံ့သက်ရရင်စစ်တွေတက်နေမှာနယ်မြေကန်တက်ရင်နဲ့လက်ကျန်အင်အားက1400ဝန်းကျင်ကရှိတဲ့စစ်တွေကိုမောင်တော်ရသေးတောင် ကြောက်တော်မင်းပြတ်ကစစ်ရှုံးကောင်တွေအစုလိုက်အပြုံလိုက်ရောက်ရှိနေတာအတည်ပြုလို့ရပါပြီစစ်ကောင်စီဘက်ကတပ်ပြတ်တွေကိုဖျက်မပစ်သေးပဲနဲ့လူသစ်တွေနဲ့အင်အားဖြည့်တင်းပြီးတော့တက်နေရမယ့်အဝေးရောက်တက်ရင်အသွင်နဲ့လောက်ကင်နေကြတာဖြစ်တယ်အဲ့ဒါကြောင့်အခုစစ်တွေမှာတက်နယ်ကြီးတဲ့အင်အားက2000နဲ့3000ကြားအင်အားနဲ့ခန်းစစ်ဆင်နေတဲ့အနေအထားကိုတွေ့ရတယ်တမယိုကြားစစ်ရဲ့နေရာမှာအရာခန်းစစ်ဆင်သူထက်တက်စစ်ဆင်သူက3စအင်အား300တာလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်အလားတော်အေးနေတဲ့တစုတစည်းတဲ့တရှိနေတာကိုအစိမ့်မမောဖြစ်အောင်စစ်ကစားနေတယ်အဲ့ဒါကြောင့်အလုံးကြီးနဲ့တော့ဝင်မတိုက်သေးတာစစ်တွေကိုတော့ရောက်အောင် ောင်းအောင်သိမ်းပါလိမ့်မယ်လို့လဲအခုရခိုင်ကစည်ရဲချင်းတွေကိုတုံးသက်ပြောဆိုထားပါတယ်အခုရခိုင်ကစည်ရဲသတင်းတွေအရာ A ကစစ်တွေနဲ့ကြောက်ဖြူမျိုးကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်တယ်လို့လဲဒေသခံစည်ရဲသတင်းမျိုးတွေနဲ့ဒေသတွင်းသတင်းမီဒီယာတွေကလည်းပြောဆိုထားပါတယ် A ရဲ့စစ်တွေမျိုးတင်တဲ့ဘွဲမှာရွှေမင်းကန်စစ်ကောင်စီထိုင်ချထားတဲ့ရေစကန်နဲ့300ရာအနီးကိုရောက်ရှိလာပြီးတော့နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်လို့လဲဆိုပါတယ်အခုစစ်တွေနဲ့ကြောက်ဖြူကတိုက်ပွဲတွေနဲ့ပတ်သက်လို့ A ဘက်ကတော့တစုံတရာထုတ်ပြန်ပြောဆိုထားခြင်းတော့မရှိသေးပါဘူးဒေသခံစည်ရဲသတင်းမီဒီယာပြောဆိုချက်တွေအရအခုစစ်တွေမျိုးနဲ့ဝါဖို့ကြေးရွာနဲ့ကင်းမော်ကြေးရွာ ီတစ်ပတ်မှာဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အေရိုတပ်ဖွဲ့တွေကတော့တဖြည်းဖြည်းနဲ့စစ်တွေမျိုးအနီးကိုရောက်ရှိလာလို့လဲစစ်ကောင်စီဘက်ကတော့ခံစစ်ကိုအသေးချာလေးပြင်ဆင်နေတယ်လို့လည်းသုံးသပ်ပြောဆိုထားပါတယ်စီရင်ဘိုးကြီးစင်ရောကအခုစစ်တွေမှာခလာရ20ကမေဂျာတေဇာလွေနဲ့ခမရ939ကဘိုးကြီးစိုးသက်ဆန်တို့ကတဖွဲ့စီဦးစီးတဲ့ကန်တက်ရေရဲ့20အတက်ဆင်းလုပ်ပြီးတော့စစ်တွေနဲ့ပြည်ကျွန်းကြားကင်းလဲ့ပြီးတော့မထင်မထင်လို့ရေတက်ကနေပြစ်ကတ်တက်ခက်လျက်ရှိတယ်လို့လည်းစစ်တွေကတပ်ဖွဲ့ချင်းတွေကိုထပ်မံပြောဆိုထားပါတယ်တပ်ဖွဲ့တွေကစစ်တွေနဲ့နီးကပ်လာလို့လဲဒေါ်မရရာဇာလင်ဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AFP နဲ့ပြည်내စစ်ကောင်စီအဖွဲ့တွေကတော့စစ်တပ်မျိုးနယ်မှာအရသားတွေကိုစစ်သားစစ်ဆောင်ရေးတွေထပ်မံလှုပ်ဆောင်နေတယ်လို့လည်းဒေတာသွင်းသတင်းမီဒီယာမှာတော့ဖော်ပြထားပါတယ်စစ်သားစစ်ဆောင်ရေးတွေကိုရခိုင်ပြည်လူမျိုးရေးပါတီ ADP ကစစ်တပ်မျိုးအတွင်ရက်ွက်တွေမှာလှုပ်ဆောင်နေပြီးတော့စစ်ကောင်စီကစစ်တပ်မျိုးနယ်ကကျေးရွာတွေကိုစစ်သားစစ်ဆောင်ရေးတွေလှုပ်ဆောင်နေတယ်လို့လည်းပြောဆိုထားပါတယ်တိကျအတည်ပြုလို့မရသေးပေမဲ့ဒေတာသွင်းသတင်းမီဒီယာတွေရဲ့ပြောဆိုချက်တွေကအခုစစ်တပ်မျိုးနယ်မှာကုစရင်တွေကိုစစ်တပ်နဲ့တထောင်ကျော်နဲ့စစ်တပ်မျိုးတွင်တရင်တွေကိုပို့ဆောင်ထားပြီးတော့ AR ထိုးစစ်ကိုခုခံဖို့ပြင်ဆင်နေတယ်လို့လည်းဆိုပါတယ်အခုလက်ရှိစစ်တွေမှာဒေတာကုကဲမှုစစ်တပ်နာချို ုဓာကစားစစ်တွေခလာရ20ခလာရ23နဲ့ခလာရ2ခုံ3ခမရ344ခမရ35လေးအပါဝင်အမြောက်တက်တန်ရင်ရက်တရင်10နီးပါးရှိစကုနီးပါးရှိပြီးတော့ A ရဲ့ထိုးစစ်ကိုခုခံမှုအတွက်အသေးချာလေးပြင်ဆင်ထားတယ်လို့လည်းစစ်ရေးသတင်းမြင့်ကတော့ပြောဆိုထားပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့သတင်းကတော့ကချင်ဗမုံမြို့ကိုအပိသက်တိမ့်ပိုင်နိုင်ရေးကြိုးပမ်းနေတယ်လို့ KYA ပြောတဲ့သတင်းကိုလည်းပြောပြပေးခြင်းပါတယ်ကချင်ပြည်နယ်ဘာကတ်မြို့လဝကျေးရွာနီးမှာစစ်ကောင်စီတပ်တွေနဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KYA ပူးပေါင်းတပ်တွေအကြားအခုမတ်လ25ရက်နေ့ဒီတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ KYA ရဲ့သတင်းမြန် ကြားရေးဌာနကထုတ်ပြန်ပြောဆိုထားပါတယ်စစ်ကောင်စီတပ်လက်အောက်ကမင်းစေတန်းပြည်သူစစ်ကတနန်းလီတို့လမ်းမိုက်မှာရှိတဲ့လဘကျေးရွာအတင်းကိုထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါစစ်ကောင်စီရဲ့မရန်ကထောင်ကိမ်းမှာရှိတဲ့စစ်ကောင်စီတပ်ကမန်းဘီယောမှာရှိတဲ့စစ်ကောင်စီတပ်တွေကအင်အားတိုးချဲ့နေလို့အင်အားတိုးချဲ့နေတယ်လို့လည်းထုတ်ပြန်ကြေညာမှာတော့ဖော်ပြထားပါတယ်စစ်ကောင်စီတပ်ကလွန်ခဲ့တဲ့၃ရက်ခန့်ဆက်ပြီးတော့မရန်ကထောင်ကိမ်းကိုပိတ်ပြီးတော့စေးလှုပ်ရှားလာတယ်လို့မင်းစေတန်းပြည်သူစစ်ကလည်းထိုးစစ်ဆင်လာတယ်လို့လည်း KAI ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အခုတိုက်ပွဲတွေကြောင့်လဘကျေးရွာနဲ့အနီးမှာရှိတဲ့ပြည်သူတွေကတော့ဘေးလွတ်ရာကိုတိတ်ဆောင် င်နေရတယ်လို့လည်း KIA သတင်းပြန်ကြားရေးကထုတ်ပြန်ပြောဆိုထားပါတယ်စစ်ကောင်စီတပ်ဘက်ကတော့ဖကတ်မြို့နယ်တနိုင်းလီလိုလမ်းတစ်လျှောက်ပူတာကိုစွန်ပရာဘွန်လမ်းပိုင်းဗမော်လမြန်ဒေသအတွင်းစစ်ရေးလှုပ်ရှားနေပြီးတော့ KIA ပူပေါင်းတပ်ကလည်းဗမော်မြို့ကိုအပီးစီတင်ပိုက်နိုင်ရေးအတွက်ဆက်လက်ကြိုးပမ်းနေတယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနကလည်းထုတ်ပြန်ပြောဆိုထားပါတယ်ကချင်ဒေသစစ်ရေးသတင်းမြင့်တွေကလည်းဗမော်မြို့နယ်ကိုမက်စလာ23ရက်နေ့နဲ့24ရက်နေ့တွေကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့လည်းပြောဆိုထားပါတယ်ဗမော်မြို့သိမ်းစစ်တမ်းရေးကိုတော့ KIA ပူပေါင်းတပ်တွေက2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့ကစတင်ခဲ့တာပါတိုက်ပွဲ9လကျော်ဒီဘက်ကလာအတွင်းမှာလို့စ စ်ကောင်စီရဲ့အမြောက်တက်တင်ကားတက်တန်ချက်ကားတက်ခြေလင်တက် လီရင်ကွင်းအပါဝင်အရေးပါတဲ့နေရာများစွာကိုတင်ပိတ်ထားပါတယ်။အဲ့ဒါပြင်စစ်ကောင်စီအမှတ်27စစ်စေရင်ကုကံမှုဌာနချုပ်ကိုလည်းအပိသက်တင်ပိတ်နိုင်ရေးအတွက်အခုမလာတွင်မှာစစ်ရှိန်မြင့်တိုးစစ်ဆရာမှာတော့ကာကင်းစကန်အများစုကိုတင်ဆက်ရဖြစ်ပြီးထားတယ်လို့လည်းစီရေးသတင်းမြေကပြောဆိုထားပါတယ်။ KIA နဲ့စစ်ကောင်စီတပ်တွေကတော့ဝိုင်းမော်မြို့နယ်လျမြန်ဒေသမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံစီရေးသတင်းမြေကပြောဆိုထားပါတယ်။စီရေးသတင်းမြေတွေပြောဆိုချက်တွေအရလျမြန်ဒေသကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေဖြစ်ရတာဆိုလည်းပြောဆိုထားပါတယ်။စစ်ကောင်စီကအခုရပိုင်းတွင်မှာပဲကချင်ပြည်နယ်နေရာအနှံ့များမှာစီရေးလူရှောင်မှုတွေက က်စစ်စစ်ပြုလုပ်လာတယ်လို့ KNL ကအတိအပြေပြောဆိုထားပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့သတင်းကတော့ KNL မှာရှိတဲ့စစ်ကောင်စီရဲ့ testcan ကို KNL ကထပ်သိမ်းလိုက်တဲ့သတင်းကိုလည်းပြောပြပေးခြင်းပါတယ်ကရင်ပြည်နယ်ဖန်ခမ်းလက်မှတ်မြို့နယ်ထဲမှာရှိတဲ့စစ်ကောင်စီရဲ့နှစ်ပေါင်း30ကျော်တာတပ်တန်းရှိတဲ့ clear scan ကို KNL အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကသိမ်းမိတ်လိုက်ပြီးလို့ KNL အမျိုးသား CEO KNU ကထုတ်ပြန်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ် KNL အမျိုးသား CEO ကော်တူလေးအုပ်ချုပ်နေမြေမှာရှိတဲ့ clear scan ကိုပြီးခဲ့တဲ့ mess လ22ရက်နေ့ကစတင်ပြီးတော့ drone နဲ့ပုံချတိုက်ခတ်ခဲ့ပြီးတော့အခု mess လ25ရက်နေ့မှာ KNL ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်စင်တက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့လက်ကောင်းလေးနဲ့ဆက်နက်ခဲယမ်းတွေကိုမီးရှို့ဖျက်ဆီးပြီးတော့စကန်ဆုံကထွက်ပြေးသွားတာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။အဒီကလေးဒီစကန်သိန်းတဲ့ဘွဲမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ရှို့လောင်းပြင်း point 5တလက် point 5ပြောင်း2ချောင်း60မမအရှိတလက်အတူတလက် RPG 7တလက် MA2 3လက် ကျမတလုံးမိုင်းနဲ့ကြီးတုံးတွေအများအပြားကိုလည်းတင်ဆက်ရမိတယ်လို့လည်း KNU ဘက်ကထုတ်ပြန်ပြောဆိုထားပါတယ်။အဲဒီစကောင်းတင်တဲ့ဘွဲတွေမှာတော့စစ်ကောင်စီဘက်ကဂျက်ဖိုက်တာနဲ့စီနယ်ပေါင်900ဘုံလေလုံးဝိုင်းတွဲနဲ့ဘုံ36လုံးကပြန်လဲကျဲချတိုက်ခတ်ခဲ့သေးတယ်လို့လည်း KNU ရဲ့ထုတ်ပြန်ချက်မှာတော့ဖော်ပြထားပါတယ်။အဲဒီ credit scan ကိုစစ်ကောင်စီတပ်ကလုံခဲ့တဲ့1889ခုနှစ်စက်တင်ဘာလ20ရက်နေ့မှာတမ်းမြမနေဆက်ဒေသထင်းကျွေရေးရွေးချယ်တဲ့တိဆောက်ခဲ့တာဖြစ်ပြီးတော့ဒေသခံပြည်သူတွေကတော့အဲဒီစကန်ကြောင့်လို့လို့ဆိုတော့တွာလာကွင်းတွေနေထိုင်ဆက်တောက်ကွင်းတွေကန့်သတ်ခံရတယ်လို့လည်းဒေသခံတွေကပြောဆိုထားပါတယ်။ဒေသခံတွေလို့လို့ဆိုတာနေထိုင်ကွင်းရရှိရေးကို ယူရပြီးတော့ KNL တက်မလို့ဟာ KNL တက်မှာခုနှစ်လုံချွေးစစ်ချောင်းတိုင်ရင်း19 21 22 24တို့ပူပေါင်းပြီးတော့အဲ့ဒီ credit scan ကိုတိုက်ခိုက်သိမ်းမိတာဖြစ်တယ်လို့လည်း KNU ရထုတ်ပြန်ကြတဲ့မှာတော့ဖော်ပြထားပါတယ်။အဲ့ဒီတဲ့ဘက်ကြောင့်အမျိုးသားမျိုးသမီးကလေးနဲ့တကြီးကျော်အပါအဝင်ဒုက္ခသည်130ခန်းမဆက်23ဝန်းကြီးကထိုင်းနိုင်ငံတက်ခိုင်ဘက်တွေကိုထပ်ပြေးသွားခဲ့ရတယ်လို့လည်းထိုင်းသတင်းတွေမှာတော့ဖော်ပြထားပါတယ်။